တတမမီလေးတို့အားလုံးပဲမင်္ဂလာပါရှင်။စတိုရီဘောက်မှာကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတော့တီတီစုကတတမမီလေးတို့အတွက်ငွေမင်းသမီးလေးတစ်ဖနီဆိုတဲ့ပုံပြင်လေးကိုပြောပြပေးသွားမှာဖြစ်ပါတယ်ရှင်။ဟိုးရှေရှေတုန်းကပေါ့ကွေ။အယံကိုတာရပြီ။တုတ်တက်ခွင့်ပြုနေတဲ့တိုင်းပြည်ကြီးစီမှာဘယင်ကြီးတပါအုပ်ချုပ်နေတဲ့ကွေ။ဘယင်ကြီးစီမှာလည်းအယံကိုချောမောလှပပြီးစိတ်ထားကောင်းတဲ့သမီးတော်လေးတပါရှိတဲ့ကွေ။ တိုင်းပြည်ကြီးရဲ့ထုံးစံအတိုင်းမင်းသမီးလေးအရွယ်ရောက်လာတော့မင်းသမီးလေးကိုလက်ထက်ထိမ်းများပေးဖို့ခွနပြည်တောင်တိုင်းပြည်ကမင်းသားတွေကိုမင်းညီမင်းသားညီလာခံသဘင်အနေနဲ့ဖိတ်ကြားတဲ့ကွယ်အဲ့ဒီညီလာခံမှာခွနပြည်တောင်မင်းသားတွေက လေးအတက်လှန်အတက်ဓာအတက်တွေနဲ့သူတို့ကျွမ်းကျင်ပိုင်နိုင်တဲ့ကိုခံပညာတွေကိုထုတ်ပြပြီးမင်းသမီးလေးကိုရယူနိုင်ဖို့အပြိုင်ဆိုင်စူးစမ်းရှင်ပြန်ကြတဲ့ကွယ် အဲ့ဒီမှာမင်းသားတွေတဲကမှမင်းသမီးလေးတက်ဖနီကရုပ်ဆင်းတင်ပြီးအချောဆုံးဓာရီလှန်ရီအကျွမ်းကျင်ဆုံးဖြစ်တဲ့မင်းသားမောဆက်ကိုသဘောကျချစ်မိသွားကြတယ်ကွယ်မင်းသမီးလေးတက်ဖနီကမင်းသားမောဆက်ရဲ့ကျန်းကျင်တက်မြောက်တဲ့အတတ်ပညာတွေကို ကြည့်ရှုခံစားရင်ကျဉ်နဲ့နေတာပေါ့ကွယ်။ ဒီလိုနဲ့ညီလာခံသဘင်ပွဲကြည့်ပြီးတော့မင်းသမီးလေးကိုဘယင်ကြီးကဘယ်မင်းသားကိုလက်ထပ်လိုပါသလဲလို့မေးတဲ့အခါတစ်ဖနီလေးကမောဆက်ကိုပဲလက်ခံခဲ့ပါသလဲကွယ်မင်းသားမောဆက်ကလည်းတစ်ဖနီလေးကတလောကလုံးမှာအချောဆုံးအလှဆုံးမင်းသမီးလေးမို့သဘောကျနှစ်သက်တဲ့ကွယ်ဒီလိုနဲ့အချင်းတွေကုန်ပြီးစောင်းဦးကိုရောက်လာတဲ့အခါမှာတစ်ဖနီနဲ့မောဆက်တို့ရဲ့မင်္ဂလာပွဲကရောက်လာတဲ့ကွယ်မင်္ဂလာဆောင်မဲ့နေ့မှာတစ်ဖနီကလည်း ခေါင်းဝန်ဖြူလေးနဲ့အလှဆုံးဖြစ်အောင်အထင်းတော်တွေနဲ့ပြင်ဆင်ချေတာနေတာပေါ့ကွယ်အဲဒီချိန်မှာဘယင်ကြီးရဲ့မူးမတ်တွေကမင်းသမီးလေးတစ်ဖနီကိုမင်းသားလေးမောဆက်နန်းတော်တွေကိုကြွားချီလာပါပြီလို့အော်ဟစ်ပြောဆိုကြတာပေါ့ကွယ်အဲဒီကမင်္ဂလာဆောင်အတွက်အယမ်းစိတ်လှုပ်ရှားနေတဲ့တစ်ဖနီလေးကမောဆက်ကိုတွေ့ချင်စောနဲ့ရုတ်တရက်မတ်တက်ထရက်လိုက်ပြီးဂါဝင်နဲ့ခလုတ်တိုင်းပြီးချော်လဲသွားတာပေါ့ကွယ်အဲ့ဒီလိုချော်လဲပြီးထိုင်ကုန်နဲ့တိုက်ပြီးတော့ မင်းသမီးလေးတက်ဖနီရဲ့မျက်နှာမှာအစင်းကြောင့်ဒဏ်ရာကြီးဖြစ်သွားတာပေါ့ကွယ်တက်ဖနီလေးကချစ်ချင်းမဲမှန်ထဲမှာကြည့်ပြီးသူ့ရုပ်ဆိုးသွားပြီဆိုပြီးဝမ်းနည်းနေတာပေါ့ကွယ်ဒီလိုနဲ့မင်းသားမောဆက်ကမင်းသမီးလေးရဲ့အခန်းထဲကိုရောက်လာပြီးမင်းသမီးလေးကိုလာတွေ့ပါတယ်မင်းသမီးလေးကိုတွေ့တွေ့ချင်းမဲမင်းသားမောဆက်ကအိုးမင်းသမီးရဲ့မျက်နှာကဘာဖြစ်တာလဲဘာလို့အဲ့လောက်ဒဏ်ရာကြီးရသွားတာလဲအဲ့လိုမျိုးမင်းမြန်ပါတယ်ကွယ် အဲ့ဒီအခါမင်းသမီးလေးကဘာကြောင့်ဖြစ်သွားတယ်ဆိုတာကိုပြန်ရှင်းပြတာပေါ့ကွယ်။ဒါပေမဲ့မင်းသားမောဇက်ကကျွန်ုပ်ကမင်းသမီးကိုတလောကတော့မှအချောအမောလှပဆုံးဖြစ်နေလို့လက်ထပ်ကျင်ခဲ့တာ။အခုတော့လက်မထပ်ကျင်တော့ဘူး။မင်္ဂလာပွဲကိုကျွန်တော်ဘက်ကပဲစပြီးတော့ဖျက်သိမ်းလိုက်ပါတယ်လို့ပြောပြီးတော့ထွက်သွားတာပေါ့ကွယ်။ဒီလိုနဲ့မင်းသမီးလေးတက်ဖနီကဥယျာဉ်ပြည့်ကြီးနေရာကိုထွက်သွားပြီးငိုတာပေါ့ကွယ်။ ဲ့ဒီချိန်မှာရုတ်တရက်ဆိုနတ်သမီးသုံးမလေးပေါ်ထွက်လာပါတယ်။တစ်ဖနီလေးကနတ်သမီးသုံးမကိုတွေ့တော့အရှင်တို့ကဘသူတွေလဲ။ဘယ်ကနေရောက်လာကြတာလဲလို့မေးမြန်းလိုက်တာပေါ့ကွယ်။နတ်သမီးသုံးမကငါတို့ကမင်းတော်ဝင်မျိုးနွယ်တွေကိုဆောင်ရှောက်ရတဲ့နတ်သမီးတွေပါ။အခုလို့မင်းသမီးလေးငိုနေတာကိုမကြည့်ရလို့ပါ။မင်းသမီးလေးအဖြစ်ရှင်ဆုံးစုကိုတောင်းမှဖြည့်ဆည်းပေးပါမယ်လို့ပြောလိုက်ပါတယ်။ သူ့ရဲ့ရုပ်ကအယံကိုဆိုးသွားပြီးဘယ်မင်းသားမှလက်မထက်ချင်တော့ဘူးလို့တွေးထားတဲ့တစ်ဖနီလေးကသူ့ကိုမွေမာလေးအဖြစ်ပြောင်းလဲဖို့တောင်းဆိုလိုက်ပါတယ်။အဲဒီခါမှာတော့နတ်သမီးသုံးပါးကတစ်ဖနီလေးရဲ့ဆူတောင်းအတိုင်းပန်းရံမွေမာလေးဖြင့်ပြောင်းလဲပေးလိုက်ပါတယ်။ပြီးတော့ဒီမွေဖြစ်သွားစေတဲ့ချိန်စာကပြည့်ချိန်တန်လာတော့ပြည့်ပြတ်သွားပါလိမ့်မယ်လို့ပြောပြီးနတ်သမီးလေးသုံးပါးကကြောက်ခွေသွားတဲ့ကွယ်။ တစ်ဖနီလေးကမွေအဖြစ်ပြောင်းလဲသွားပြီးဒီတိုင်းပြည်ကြီးကို စိတ်ကုံသွားပြီးငါတော်ထဲမှာပဲသွားနေတော့မယ်ဆိုပြီးတော်ထဲကိုထွက်လာခဲ့ပါတယ်။တော်ထဲကိုရောက်တော့တစ်ဖနီလေးကအစားလဲရှာမတတ်တာကြောင့်ဘိုက်အလွန်စာနေတဲ့ကွယ်။အဲ့ဒီချိန်မှာကြောက်တုံးကြီးတုံးကိုတွေ့ပြီးကြောက်တုံးပေါ်မှာတစ်ဖနီလေးကခွေပြီးတော့အိတ်နေတာပေါ့ကွယ်။ တော်ထဲမှာရှိတဲ့ပြားပုံးလေးတွေနဲ့လိပ်ပြာလေးတွေကပန်းရောင်လေးဖြစ်နေတဲ့ Tiffany လေးရဲ့ခန္ဓာကိုယ်ကိုပန်းမွန်လေးထင်လို့လာပြီးတော့နားနေကြတာပေါ့ကွယ်ဒီလိုနဲ့ခဏကြာတော့အရွယ်ရောက်ပြီးသားကောင်လေးတယောက်ကလေးနဲ့မြောက်ကိုကင်ထားပြီး Tiffany လေးအိတ်နေတဲ့ကြောက်တုံးကြီးနားကိုရောက်လာတာပေါ့ကွယ်အဲ့ဒီကောင်လေးက"အိုးမွေလေးရနှားလိုက်တာလိပ်ပြာလေးတွေပြားပုံးလေးနဲ့လည်းခင်နေရယ်လေးမပူတတ်ဘူး"ဆိုပြီး လှပတဲ့မွေကလေးကိုထိုင်ပြီးကြည့်နေတာပေါ့ကွယ်ဒီလိုနဲ့ခဏလေးကြာတော့တစ်ဖနီလေးကအိယာကနိုးလာပြီးရုတ်တရက်ကောင်လေးကိုတွေ့လိုက်တာပေါ့အမလေးဆိုပြီးတော့လန့်အောင်လိုက်တာပေါ့ကွယ်အဲ့ဒီချိန်မှာကောင်လေးကလည်းအလိုမွေရစကားပြောတတ်တာလားဆိုပြီးတော့မေးမြန်းပါတယ်အဲ့တော့မှဝမ်းနဲ့ကြည်ကွဲနေတဲ့တစ်ဖနီလေးကသူ့ရဲ့ဘဝဖြစ်စဉ်အားလုံးကိုပြောပြလိုက်တာပေါ့ကွယ်ဒါနဲ့ပဲကောင်လေးကဒါဆိုရင် တောက်အောင်ရဲ့အစုံဘက်ကိုကျွန်ုပ်ရဲ့အိမ်အိုတစ်လုံးရှိတယ်။ဝင်းမင်းသမီးလေးအဲ့ဒီအိမ်မှာနေလို့ရပါတယ်။လုံခြုံပါတယ်ဆိုပြီးသူ့ညက်လိုက်ခဲ့ဖို့မင်းသမီးလေးကိုခေါ်လိုက်ပါတယ်ကွယ်။ဒီလိုနဲ့ဝင်းမင်းသမီးလေးတစ်ဖနီလေးအဲ့ဒီကောင်လေးနဲ့လိုက်သွားတာပေါ့။တောက်အောင်ဆက်နားရောက်တော့အိမ်အိုလေးတစ်လုံးကိုတွေ့နိုင်ပါတယ်။အဲ့ဒီအိမ်လေးကမွေဘဝရောက်နေတဲ့မင်းသမီးလေးတစ်ဖနီအတွက်နွဲ့နွဲ့ထွေးထွေးနဲ့အလုံးစုံဆုံးနေရာလေးဖြစ်တာပေါ့။အိမ်လေးက ကောင်လေးကတက်ဖနီနဲ့အတွက်မုတ်တွေအစားအစာတွေအမြဲတမ်းယူလာပေးတာပေါ့ကွယ်။ကောင်လေးကမွေမင်းသမီးလေးနဲ့အတူတူနေတိုင်းမိုးလင်းကနေမိုးချုပ်သည့်အဖော်ပြုနေပါတယ်ကွယ်။တနေ့ကျတော့အခင်မင်းဆုံးတငယ်ချင်းဖြစ်လာတဲ့ကောင်လေးရဲ့မျက်နှာကဝမ်းနေတဲ့ပုံပေါက်နေတာကိုတက်ဖနီလေးကသတိထားမိလိုက်ပါတယ်။ဒါနဲ့ပဲဒီမှာကောင်လေးမင်းရဲ့ငါရဲ့အချစ်ဆုံးတငယ်ချင်းမှာမင်းမှာဘာစိမ်ကောင်းစရာရှိနေလို့လဲပြောပြပေးပါလို့မေးလိုက်တဲ့အခါ အဲ့တော့မှကောင်လေးကငါနေတဲ့အတိုင်းပြီမှာလူဆိုးတခိုးတွေအရန်တောင်းကျနေကြတယ်သူတို့ကိုဖမ်းဖို့အတွက်ငါတခုခုလှုပ်ပေးခြင်းမင်မဲ့မလှုပ်ပေးနိုင်သေးလို့ဝမ်းနေနေတာပါအဲ့လိုမျိုးပြန်ပြေးလိုက်ပါတယ်အဲ့ဒီအခါတက်ဖနီလေးကစိတ်မညစ်ပါနဲ့ငင်ကဒီတလောကလုံးမှာအရေးရင်ဆုံးနဲ့အတ္တမှာဆုံးလူသားတယောက်ပါဘာမဆိုရင်ရင်မီအရာရာတိုင်းကိုသတိနဲ့ဆောင်ရွက်ပါအဲ့လိုမျိုးအပိစကားပြောလိုက်တာပေါ့ကွယ် အဲ့ဒီနေ့ညဘက်ရောက်တော့ Tiffany ကသူ့ရဲ့အိမ်ကိုလေးထဲမှာခွေပြီးတော့အိတ်နေတာပေါ့ခွေ။အဲ့ဒီအချိန်မှာလူတအုပ်ကအိမ်ထဲကိုရုတ်တရက်ဝင်လာပါတယ်။ Tiffany လေးကလည်းတကားအွယ်နားကိုဝင်ပုန်းနေလိုက်တာပေါ့။အဲ့ဒီလူတအုပ်ကငါတို့မနေ့ပြန်ညကိုဘယင်ကြီးကိုလှုပ်ကြံတက်ဖြတ်ပြရမယ်။ပြန်ရင်ဘရင်စည်းစိမ်တွေအကုန်ယူရမယ်ဆိုပြီးလှုပ်ဝက်တိုင်ပင်နေပြီးရုတ်တရက်ပြန်ထွက်သွားကြတဲ့ကွယ်ဒီလိုနဲ့တက်ဖီလေးက ဒါဟာနေ့လေကသူ့တငယ်ချင်းပြောတဲ့လူဆိုးတွေပဲဖြစ်ရမယ်။မနက်သူ့တငယ်ချင်းလာရင်ပြောပြရမယ်ဆိုပြီးစောင့်နေတာပေါ့ကွယ်။မနက်မိုးလင်းတော့ထုံးစံအတိုင်းသူ့တငယ်ချင်းကောင်လေးကရောက်လာပါတယ်။အဲတော့မှတက်ဖီလေးကကောင်လေးကိုညခလူဆိုးတွေကြံစီထားတဲ့အကျဉ်းစီတွေကို ပြောပြလိုက်တာပေါ့။အဲတော့မှ ကောင်လေးကဒါဆိုငါတို့အဲ့ဒီတိုင်းမီကိုအခုချက်ချင်းသွားဖို့လိုအပ်တယ်။မင်းသမီးလေးလည်းလိုက်ခဲ့ပါဆိုပြီးဝင်းမင်းသမီးလေးကိုပါခေါ်ပြီး တိုင်းပြည်ကိုအ мян ပြန်သွားပါတယ်ကွေအဲ့ဒီတိုင်းပြည်ရဲ့နန်းတော်အဝင်ဝရောက်တော့မင်းသမီးလေးဒက်ဖနီကငါတို့နန်းတော်ရဲကိုဝင်ခွင့်မရှိဘူးထင်တယ်လို့ပြောလိုက်ပါတယ်ဒါနဲ့ပဲကောင်လေးကဒါကကျွန်တို့ရဲ့အိမ်မှာကျွန်တို့ကဒီတိုင်းပြည်ကဘယင်ကြီးရဲ့သားတော်ပါလို့ပြောပြလိုက်ပါတယ်အဲ့တော့မှမင်းသမီးလေးတက်ဖနီလည်းအံ့ဩသွားပြီး နန်းတော်ရဲကိုအတူတူဝင်သွားကြတော့တာပေါ့နန်းတော်ရဲရောက်တော့မင်းသားလေးက ဘယင်ကြီးနဲ့ဘယင်မကြီးနားကိုသွားပြီးမွေမင်းသမီးလေးတစ်ဖနီနဲ့မိတ်ဆက်ပေးလိုက်တာပေါ့ကွယ်ပထမတော့ဘယင်ကြီးကမွေဆိုပြီးကြောက်နေတာပေါ့နောက်မှတစ်ဖနီကသူကမင်းသမီးလေးတစ်ပါးဖြစ်ကြောင်းသူ့ဘဝအကြောင်းကို ပြောပြလိုက်တာပေါ့အဲ့ဒီခါမှာတော့ဘယင်ကြီးရဲ့ဘယင်မကြီးရောမင်းသမီးလေးကိုလွေထွေးစွာကြိုဆိုဆက်ဆံကြတာပေါ့ကွယ်အဲ့တော့မှမင်းသမီးလေးကသူညကကြားခဲ့တဲ့အကြောင်းအရာတွေအကုန်လုံးကိုပြောပြလိုက်တာပေါ့ ဒါနဲ့ပဲညဘက်ကိုရောက်တော့ဘယင်ကြီးရောရဲမဲစစ်တီတွေရောကနန်းတော်ကြီးထဲမှာတိတ်ဆိတ်စွာနေရင်းလူဆိုးတွေဝင်လာမဲ့အချိန်ကိုစောင့်ဆိုင်းနေတာပေါ့ကွယ်အဲ့ဒီနောက်မင်းသမီးလေးပြောထားတဲ့အတိုင်းလူဆိုးတွေကဘယင်ကြီးကိုလှုပ်ကြံဖို့ဝင်လာတော့တာပေါ့ဒါပေမဲ့ကျူတင်ပြင်ဆင်ထားတဲ့ဘယင်ကြီးရဲ့မူမတ်တွေကြောင့်ဝင်လာတဲ့လူဆိုးတွေကအချိန်မီကိုဖမ်းဆီးရမိသွားတာပေါ့ ဘယင်ကြီးကလည်းသူ့တိုင်းပြည်အတွက်ဘေးကင်းသွားလို့ဝမ်းသာနေတာပေါ့ကွယ်။အဲဒီချိန်မှာမင်းသားလေးကလည်းမွေမင်းသမီးလေးတစ်ဖနီကိုသူ့အဖေရဲ့အသက်ကိုကယ်ယုံတယ်မဟုတ်ပဲတတိုင်းပြည်လုံးအတွက်ဘေးကင်းပါစေလို့ဆိုပြီးတစ်ဖနီရဲ့ဥကောင်းလေးကိုဖွတ်ဖက်လေးနမ်းလိုက်တာပေါ့။ပြီးတော့မွေမင်းသမီးလေးကိုကျွန်ုပ်ကဘလို့အချိန်ကြီးပဲရောက်ရောက်မျက်မျက်နှိုးနှိုးနဲ့ချစ်ပါတယ်လို့ပြောလိုက်တာပေါ့ကွယ်။ အဲဒီချိန်မှာရုတ်တရက်ဆိုသလိုပဲတစ်ဖနီကိုမွေဖြစ်ပြောင်းလဲပေးထားတဲ့နတ်သမီးသုံးမကတဘာထွက်ပေါ်လာပြီးမင်းသမီးလေးရဲ့ကျင်စာကတော့ပြည့်ပြည့်သွားပါပြီလို့လာပြောပြီးပျောက်ကွယ်သွားပါတယ်ကွယ်ပြီးရဲ့နောက်မှာတော့တစ်ဖနီလေးကအရှင်လိုပဲမျက်နာမှာဘာတန်ရားမှမရှိပဲအလှပဆုံးမင်းသမီးလေးအဖြစ် ပြန်လဲပြောင်းလဲသွားတော့တာပေါ့ကွယ်ဒါနဲ့ပဲမင်းသမီးလေးကလည်းကျမမင်းသားလေးကို ချစ်မြတ်နိုးပါတယ်လို့ပြန်ပြောလိုက်ပြီးအဲ့ဒီနေ့မှာပဲ ူတို့နှစ်ဦးရဲ့မင်္ဂလာပွဲကိုစီစဉ်ကြတော့တာပေါ့ကွယ်အဲဒီနေ့ကစလို့မင်းသမီးလေးနဲ့မင်းသားလေးကတက်ဆုံတိုင်းချစ်ချစ်ခင်ခင်နဲ့နေထိုင်ပြီးတိုင်းပြည်ကိုအုပ်ချုပ်သွားကြတော့တာပေါ့ကွယ်ကဲပုံမြင်လေးကတော့ဒါပါပဲကွယ်ကလေးတို့လေ Tiffany လေးလိုမျိုးကလေးတို့ရဲ့ဖြစ်တည်မှုတိုင်းကိုလက်ခံပြီးချစ်မြတ်နိုးတဲ့သူကိုပဲရွေးချယ်ရမယ်နော်ပြီးတော့မင်းသားလေးရဲ့ဖခင်ဘယင်ကြီးလိုမျိုးအနေရရင်ကြုံလာရင် จุတင်ပြင်ဆင်ကာကွယ်ထားတာကအကောင်းဆုံးပဲဆိုတာကိုမမေ့ရဘူးเนาะနောက်နေ့တွေမှာလည်းတတမိမိလေးတို့အတွက်ပုံမြင်လေးတွေအမြဲတမ်းနေသွားမှာမို့တတီဆိုရဲ့ Story Box for Baby TikTok channel လေးကို follow လုပ်ပြီး YouTube channel ကိုလည်းခေါင်းလောင်းလေးနှိပ်ထားပေးကြပါဦးเนาะ